thank uh you -huh. မင်္ဂလာပါရှင်ကတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင်ဘသူမှလက်မခံနိုင်တော့မှတကယ်ကိုတေချာသွားပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မိမိကိုမိမိစိတ်ကြီးဝင်နေကြသောစစ်ဗိုလ်ချုပ်များကသူတို့အာလောပါမီထွက်လာတဲ့အသိဉာဏ်နဲ့လက်ရှိအကျက်တဲကြီးမှရုံထွက်နိုင်ပြီဆိုတဲ့စီမံကိန်းဟာမင်းအောင်လာရဲ့ရွေးကောက်ပွဲဆိုတာသူကိုယ်တိုင်တမရအဖြစ်တင်မြောက်ခံရရင်းနဲ့စေုပ်ချုပ်ရေးခိုင်မြဲတည်ထက်ခိုင်မြဲအောင်ကြံဆောင်နိုင်ဖို့ဆိုတာကိုနိုင်ငံတကာအတိုင်းဝိုင်းကကောင်းစွာနားလည်သဘောပေါက်လာခဲ့ပြီပဲဖြစ်ပါတယ်ကွာလာလမ်ပူရင်ကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးရဲ့ဘေးထွက်ဆွေ ွေးနွေးမှုများပြုလုပ်ရန်ရောက်ရှိနေသော ကုလအတွင်းရေးမှူးချုပ်အန်တိုနီဂူတာရက်စ်မှသတင်းစာရှင်းလင်းပွဲတွင်ခုလိုပြောဆိုသွားခဲ့ပါသည်၂၀20စစ်တပ်အာဏာသိမ်းမှုဟာနိုင်ငံအပေါ်ကကြမဆိုးများတစ်ခုပြီးတစ်ခုကြောက်ရွံ့စေခဲ့တာမကဒေတာတွင်တည်ငြိမ်ရေးကိုပါချိန်ချောက်လာနေပါသည်နေပြည်တော်ရှိ စီယုစုအနေနဲ့2021မှာစာပြီး54တန်းသောပြည်သူများအပေါ်တက်ရောက်စေခဲ့တဲ့စိတ်မချမ်းမွေးပွဲရာအကြမ်းဖက်နေများကိုအဆုံးသတ်ရမည်ပြည်သူများရွေးချယ်တင်မြှောက်ထားသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကိုဖြုတ်ချပြီးခေါင်းဆောင်များဖြစ်တဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်သမရဦးဝင်းမြင့်တို့ကိုတောင်းသွင်းအကြေချခံရတဲ့အဖြစ်မှာယုံကြည်စိတ်ချရတဲ့အရက်သားအုပ်ချုပ်မှုလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရဲ့နီးလန်းရှာဖို့လိုပါတယ်ကုလသမဂ္ဂအာဆီယံအချက်၅ချက်ကိုထောက်ခံကြောင်းစီယုစုအနေနဲ့အကူအညီများလိုအပ်နေတဲ့ ပြည်သူ22တန်းအုံးအိမ်ဆုံးခွာထပ်ပြေးနေကြတဲ့3.5တန်းသောလူမှုအတွက်လူသားချင်းစာနာထောက်ထားစွာနဲ့လက်တတော်ကူညီပံ့ပိုးမှုများပြုလုပ်ပေးရန်တိုက်တွန်းသွားပါတယ်။ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးမျှတမှုရှိလိမ့်မယ်လို့ပြည်သူကမှယုံကြည်မှမဟုတ်တဲ့အပြင်နိုင်ငံအတွက်အဖြစ်တစ်ခုရှိလာလိမ့်မယ်လို့လည်းထင်ထားကြမှာမဟုတ်ပါဘူး။ကူတာရက်ကဆက်လက်ပြောကြရတဲ့နိုင်ငံအတွင်းဖြစ်ပျက်နေမှုများအတွက်တုံ့လွတ်ခြောက်ခြားမိကြောင်းကျွန်တော်တို့အားလုံးမြန်မာပြည်သူတွေမျှော်လင့်တောက်တပေးနိုင်အောင်အာဆီယံနဲ့အတူလက်တွဲလှုပ်သွားပါစို့ ကုလအတွင်းရေးမှူးချုပ်ကကန်းကုံအောင်ပြောသွားခဲ့ပြီးဖြစ်ပါတယ်။အာဆီယံတန်တမန်အတိုင်းအဝန်မှာဆေအိုဆူရဲ့ရွေးကောက်ပွဲသို့အာဆီယံအဖွဲ့အနေနဲ့လေးလာစောင့်ကြည့်ရန်အဖွဲ့ဆက်လို့လည်းမဟုတ် အတည်ပြုပြောဆိုခဲ့ပြီးအဖွဲ့ဝင်နိုင်ငံများအနေနဲ့ကိုယ်တဘောနဲ့ကိုယ်စစ်လို့နိုင်တယ်လို့လည်းဆိုပါတယ်။အာဆီယံကိုစားပြုစစ်လို့ရင်အဖွဲ့ဝင်နိုင်ငံများအကြားသဘောကွဲလဲခဲ့ကြတယ်လို့ဆိုရပါမယ်။အဖွဲ့ဝင်၁၇နိုင်ငံပြက်လာတဲ့အာဆီယံကောင်ဆောင်များအစည်းအဝေးမှာမြန်မာနိုင်ငံအတွင်းပြည်ပခများကိုလွန်စွာစိုးရိမ်မကဲဖြစ်နေရကြောင်းနဲ့ငြိမ်းချမ်းရရှိဖို့တည်တည်တသာတိုးတက်မှုများမတွေ့ရဟုထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ကြေညာချက်တွင်ပါရှိလာပါတယ်။ ရွေးကောက်ပွဲမလို့မိအကြမ်းဖက်မှုများရပ်တန့်ပြီးနိုင်ငံရေးဆွေးနွေးပွဲများစတင်လိုအပ်တယ်လို့လည်းထက်လောင်းပြောဆိုသွားပါရင်မြန်မာစေအုပ်စုအတွက်တော့အတိအမှတ်ပြုခံထားရမျှော်လင့်နေသည်များအလဲထိုးခံလိုက်ရခြင်းဖြစ်တယ်လို့နိုင်ငံတကာရေးရသူတွေသူမိုစတာဖာအီရူစတင်ကပြောခဲ့ပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာနိုင်တဲ့အထောက်အထားများလည်းမတွေ့ရဟုဆိုပါတယ် EU အဖွဲ့ဝင်နိုင်ငံများကမ္ဘာတဝန်းရှိလူ့အခွင့်အရေးများအလုံးဝိုင်းဝန်းရှုတ်ချထားပြီးဖြစ်ပြီးအဖွဲ့ဝင်အသစ်ဖြစ်လာသော အရှေ့တီမောသမရာ ရှိုဇီရာမိုအော်တာကအာဆီယံအတွက်ရှေ့မတိုးနောက်မဆော့ဖြစ်ပြီးခေါင်းခဲနေရတဲ့မြန်မာပြည်ထနာကိုမိမိကိုယ်တိုင်ကြာဝင်ပြီးဖြည့်ရှင်းလို့ကြောင်းကမ်းလှမ်းလာခဲ့ပါတယ်။မိမိနိုင်ငံဟာတရုတ်နဲ့တာမကအမေရိကန်၊ဩစတြေးလျအနောက်နိုင်ငံများနဲ့နီနီကက်ကက်ဆက်ဆံမှုများရှိနေပြီးဖြစ်တယ်လို့ AP သတင်းဌာနနဲ့အင်တာဗျူးတွင်ပြောဆိုသွားခြင်းဖြစ်ပါတယ်ရုရှားနှင့်တရုတ်တို့ဟာ၎င်းတို့ရဲ့တပည့်တပန်းကြီးအဖြစ်ပြောင်းကြကြခံလာသောဆေးအုပ်စုအခြေခံလာလို့ဟူသောမျော်လင့်ချက်နှင့်ထောက်ခံပံ့ပိုးနေခြင်းဖြစ်ပြီးမြို့သူမဆိုမိမိတို့ရဲ့အာဏာရှင်ဂိုင်းဝင်ဖြစ်လာတာကိုမျက်နှာလွဲခဲပြစ်လှုပ်ကြံမိမဟုတ်ပဲအိန္ဒိယနှင့်ထိုင်းတို့ကလည်း၎င်းတို့အစဉ်ပြေသွားလင်မခက်ချေလို့ဆိုတဲ့အောက်ကြီးနဲ့လောင်းကြီးနေကြခြင်းဖြစ်ပါတယ် ိုင်ငံကိုတည်တည်တသာတည်ငြိမ်မှုရရှိစေရန်တကူတဲ့သောနီလန်ဟာနွေဦးတော်လန်ရင်နဲ့အတူပါဝါလာခဲ့သော Fredel Democracy အုပ်ချုပ်ရေးပင်ဖြစ်ပါတယ်။တော်လန်ရင်အင်အားစုများချပြခဲ့တဲ့ Fredel Lansing ဟာလူလူတည့်ရလုံကိုစီးယုံနိုင်ခဲ့ပြီးဖြစ်ပြီးအဆိုပါအီမန်တက်ကြီးအောင်မြင်ရေးအတွက်ဆရာနာရှယ်စနစ်ကိုမှောက်လံပြင်ရင်အသက်ပေးတိုက်ပွဲဝင်နေကြခြင်းဖြစ်ပါတယ်။အဓိကဟာတော်လန်မှာဖြစ်မယ်ဆိုတဲ့စိတ်သက်ပဲဖြစ်ပါတယ်။ အဆိုပါစိတ်သက်တခုရဲနဲ့ပဲထောင်ပေါင်းများစွာသောလူလူကြီးကလက်နက်ဆွဲကန်ပေါဝင်လာခဲ့ခြင်းပင်ဖြစ်ပြီးစစ်ဗိုလ်ချုပ်များဟာ RF ပုံမြင်လာမိကွက်ဆောင်ဘလူးအားမိကွက်တဲပြန်သိမ်းပြီးမရတော့တဲ့အဖြစ်နဲ့အလားတရံတူနေပါတယ်။ရှေ့လျှောက်အာနာကိုဆက်ရိတ်စုပ်ကန်ထားရင်အတွက်၎င်းတို့တခုရဲသောထွက်ပေါက်ဟာဆက်ရိတ်အကျန်းဖက်နိုင်ပြီဖြစ်မိလားဆိုတာခံယူထားကြမယ်ဆိုတဲ့အကြောင်းခုလိုပဲသိရှိရပါပါတယ်ရှင်။ မြန်မာစစ်တပ်ကကျင်းပမယ်ရွေးကောက်ပွဲမတိုင်းမီတိုင်းသားအများနဲ့အတိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ဖိတ်ကော်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်ကထုတ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာအကြမ်းဖက်စစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲမတိုင်မီတိုင်းသားများနဲ့အတိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်အန်နာဝါအီရာပင်ကခုလိုပဲထုတ်ပြောထားပါတယ်။ အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအနေနဲ့တိုင်းရင်းသားလူနယ်စု28ဘွဲ့အတိုက်ခံအင်အားစုများအလုံးကိုအားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးမှုလှုပ်ဆောင်နိုင်ရေးအတွက်မလေးရှားနိုင်ငံသို့ရွေးကောက်ပွဲမတိုင်မီဖိတ်ကြားမိဖြစ်ကြောင်းမြမအရေးကိုဖြည့်ရှင်းနိုင်ရန်မြမကိုယ်တိုင်ဥဆောင်ရမည်ဖြစ်ကြောင်းရွေးကောက်ပွဲသို့လိမ့်လာဆောင်ကြည့်သူများစေလို့ရန်စစ်တပ်ရဲ့ဖိတ်ကိုယ်ချက်ကိုအာဆီယံကစဉ်းစားနေစေဖြစ်ကြောင်း၎င်းကဆိုပါရင်တွေ့ဆုံဆွေးနွေးမှုတွင် ဆက်လုပ်ဖို့နဲ့လူသားစာနာခြင်းထောက်ထားမှုအကူအညီတွေဆက်ပေးနိုင်မှုကျွန်တော်တိုက်တွန်းထားပါတယ်မြန်မာနိုင်ငံအရေးကိုမြန်မာနိုင်ငံသားတွေကိုယ်တိုင်ဦးဆောင်ပြီးလှုပ်ဆောင်ရမှာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကခုလိုပဲပြောဆိုပါတယ်မြန်မာအကြံပတ်စစ်တဲ့အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်တဲပေါ်ရပြတ်ကွက်နေတဲ့အတွက်မြန်မာစစ်ကောင်းဆောင်များကိုအာဆီယံထည့်သည့်အစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံသားဝင်ကြီးအစည်းအဝေးကဆုံးဖြတ်ကြေညာထုတ်ပြန်ခဲ့ပါတယ်။ မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့ရင်အာအော်တိုဘာလ26ရက်နေ့အာဆီယံနိုင်ငံကြားရင်ဝင်ကြီးအစည်းအဝေးပြီးအချက်28ချက်ပါမြမအရေးဆွေးနွေးချက်ကြေညာစာရန်ကိုထုတ်ပြန်ခဲ့ပြီးအဆိုပါကြေညာချက်တွင်အဓိကအချက်များအနေနဲ့မြမစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိသောအကောင့်တဲဘုံတိုးချဲ့မှုများမလုံဆောင်သေးလင်အာဆီယံထိပ်သီးအစည်းအဝေးနှင့်နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးများတွင်မြမစစ်ကောင်းဆောင်များတက်ရောက်ခွင့်ပြုမည်မဟုတ်ပဲနိုင်ငံရေးအရာကိုစားမပြုတ် သူကိုတက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်အာဆီယံနိုင်ငံသားဝင်ကြီးအစည်းအဝေးရဲ့ကြေညာချက်တွင်ရွေးကောက်ပွဲများမကျင်းပမီနိုင်ငံရေးအကြက်အတဲကိုဖြည့်ရှင်းရန်ဘွန်တဘောတူညီချက်၅ချက်ကိုအကောင့်တဲပေါ်ပြီးအကြမ်းဖက်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ကြောင်းသိရှိရပါတယ်။ဆလဘီငလင်းကြောင့်ပြက်စီးခဲ့တဲ့ပြည်သူများကိုပြန်လည်ထူထောင်ရေးတပ်ရွေးကောက်ပွဲအမိလွတ်တော်အဆောက်အဦများပြီးဖို့မင်းအောင်လှိုင်စူးစမ်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ငလင်ကြောင့်ပျက်စီးခဲ့တဲ့ပြည်သူများကို ပြန်လည်ထူထောင်ရေးမလုပ်ဘဲရွေးကောက်ပွဲအမိနေပြီးတော့ရှိလွတ်တော်အဆောက်အဦများကိုယခုနှစ်အပြီးပြင်ဆင်ဆောက်လုပ်ရေးစစ်ကောင်ရှင်ခေါင်းဆောင်မင်းအောင်လှိုင်ကဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုပြားပေးနေကြောင်းနေပြီးတော့စစ်ရေးသတင်းမြစ်ကခုလိုပဲပြောဆိုထားပါတယ်စစ်ကောင်ရှင်ကောင်းဆောင်မင်းအောင်လှိုင်ဟာပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ပင်အားကြောင့်ပျက်စီးခဲ့တဲ့လွတ်တော်အဆောက်အဦများကိုပြန်လည်တည်ဆောက်မှု ယမန်နေ့စောက်တိုဘာလ26ရက်တွင်တွားရောက်ကြည့်ရှုပြီးနောက်အထက်ပါအတိုင်းအမိန့်ပေးခဲ့ခြင်းဖြစ်ပါသည်။ဒီဇင်ဘာရွေးကောက်ပွဲမှတိုင်ပြီးလွှတ်တော်အဆောက်အဦတွေပြင်ဆင်တာကိုအမြန်လုပ်ခိုင်းနေကျွန်တော်တို့ကအဆောက်အဦပြိုပြက်သွားတာကိုပြန်လည်မောမှန်ရတာဆိုတော့တန့်ခိုင်မှုကိုဦးစားပေးရမယ်။အချင်းယူပြင်ဆင်ရမယ်ဆိုတာတွေတင်ပြထားတယ်လို့နေပြည်တော်တွင်စောက်လို့ရေးလုပ်နေတဲ့ကန်ထရိုက်လုပ်ငန်းရှင်တအူကခုလိုပဲဆိုပါသည်။ အင်းအပြင်းငလင်ကြီးကြောင့်နေပြီးတော့ရှေ့လွတ်တော်အဝင်တတာလွတ်တော်အဆောက်အုံများစေယုံကျုံဌာနဆိုင်ရာအဆောက်အုံများလန္ဒရာများနှင့်မြေချင်းနေရာများပျက်စီးခဲ့ပါတယ်ပြည်သူလူထုအိုးအိမ်ပျက်စီးဆုံးရှုံးမှုဖြစ်တာတွင်လစ်လျူရှူပြီးအတုအယောင်ရွေးကောက်ပွဲလုပ်ဖို့နေပြီးတော့လွတ်တော်ကိုအပူတပြင်းပြင်ဆင်နေတာမလားဟာသူတို့စေယုစုကိုသာကြည့်ပြီးလူထုကိုလုံးဝမကြည့်ဘူးဆိုတာမြင်သာတယ်လို့ငလင်ပေးတင်ပြည်သူများအတွက်ပြန်လည်တူတောင်းရင်လုံးဆောင်နေတဲ့တူကခုလိုပဲမှတ်ချက်ပြုပါတယ် ငလင်ချင်းကြောင့်ပျက်စီးမှုအများဆုံးကြုံတွေ့နေရတဲ့ဇကိုင်းမန္တလေးနေပြည်တော်နှင့်ပြည်မနာမြို့နယ်ရှိငလင်တဲ့ပြည်သူများနေအိမ်များကိုပြန်လည်ပြုပြင်ရရင်မိမိအစီအစဉ်နဲ့သာပြုလုပ်ခဲ့ပြီးစစ်ကောင်ရှင်ကမြေတီကွန်ကြီးမှမပေးကြောင်းဒေသခံများကဆိုပါတယ်ငလင်ကြီးကြောင့်နေပြည်တော်ရှိအစိုးရအဆောက်အအုံများပျက်စီးဆုံးရှုံးမှုဟာကျပ်ပီလီယံ9000နီးပါးရှိတယ်လို့စစ်ကောင်ရှင်ကထုတ်ပြန်ထားပြီးပြန်လည်ပြုပြင်နေတဲ့အုံစေးကိုဘယ်သူမှသုံးစွဲမိ နဲ့ပတ်သက်ပြီးအသေးစိတ်ထုတ်ပြန်မှုမရှိပဲဒါအပြင်မြန်မာနိုင်ငံတွင်သခိုင်းငလျင်ကြီးကြောင့်တာသနီကအဆောက်အုံဆေးရုံကြောင့်လူနေအိမ်နှင့်အခြေခံအဆောက်အုံများပျက်စီးမှုဟာအမေရိကန်ဒေါ်လာ17ဘီလီယံခန့်ရှိနိုင်တယ်လို့ကမ္ဘာ့ဘဏ်ကပြီးခဲ့တဲ့ဇွန်လတွင်ထုတ်ပြန်ခဲ့ကြောင်းအခုလိုပဲသိရှိရပါတယ်ရှင်